မိသက်မင်္ဂလာဆေးအဆောက်အုံဟာပြန်လဲပြုပြင်ဆောက်လုပ်မယ်ဆိုရင်လုံလောက်တဲ့ကြန့်ခိုင်မှု ရှိသေးတယ်လို့မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းကပြောပါရတယ်။ဒီသတင်းကိုကိုစေယာချမ်းအေကပေးပို့ထားပါတယ်ရှင်။ဇန်နဝါရီ9ရက်ကမီးလောင်ကျွမ်းခဲ့တဲ့အစင်းမြင့်မင်္ဂလာဆေးအဆောက်အုံကြန့်ခိုင်မှုကိုဇန်နဝါရီ25ရက်ကစတင်ပြီးအင်ဂျင်နီယာအသင်းကစစ်ဆေးမှုတွေပြုလုပ်ခဲ့တာပါ။ အချိန်တလနေပါဆက်စည်ပြီးတဲ့နောက်ရရှိလာတဲ့ရလဒ်တွေအရမင်္ဂလာဈေးအဆောက်အုံကိုပြန်ပြင်ဆောက်မယ်ဆိုရင်ဆောက်လို့ရသေးတယ်လို့အင်ဂျင်နီယာအသင်းတာဝန်ရှိသူတွေကအတည်ပြုလိုက်တာပါပြန်ဆောက်လို့ရပေမဲ့အင်ဂျင်နီယာအသင်းရဲ့အကြံပြုချက်တွေကိုပြန်ဆောက်မဲ့သူတွေကအတိအကျလိုက်နာဖို့တော့လိုတယ်လို့မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဥက္ကဋ္ဌကပြောပါတယ်။အပေါ်တက်မှာ result 90ကျော်နဲ့အောက်တက်မှာ result 30ကျော်အပုံယူတယ်နော်။ဒီ result တွေအပုံယူပြီးတော့မှနှစ်ခုစလုံး rebound test ရယ် concrete ရယ်နောက်ထပ်တန်ကြောင်းရယ်နှစ်ခုစလုံးရဲ့ဟာကို အပေါ်မှာ90နေရာမှာယူတယ်အောက်မှာ30နေရာမှာယူတယ်အဲ့ဒါယူပြီးတော့မှအကုန်လုံးအဲ့ဒါကိုပြန်တွက်တာပေါ့ဆိုတော့အဲ့တွက်တဲ့ result တွေကိုသူကဒီထဲမှာထည့်ပြီးထားတယ်ထည့်ပြီးထားတော့ result အရာကတော့သူက300ရာ အဆောင်ကိုကြန့်ခိုင်မှုအခြေအနေကိုသာမြန်မာနိုင်ငံအင်ဂျင်နီယာအသင်းကစစ်ဆေးပေးခဲ့တာဖြစ်ပြီးပြန်ပြင်ဆောက်ဖို့ဖြိုချပြီးအသစ်ဆောက်ဖို့စားတဲ့ဆုံးဖြတ်ချက်ကိုတော့ရန်ကုန်မြို့တော်စီမံတာယာရေးကော်မတီကသာဆုံးဖြတ်ရမှာဖြစ်တယ်လို့မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းတာဝန်ရှိသူတူကပြောပါတယ်။အခုကျွန်တော်တို့ရဲ့စမ်းသပ်မှုရခံနိုင်ရရှိသေးလို့ဒီစကားကိုပြောတာဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့အနေနဲ့ကတော့လုံးဝဖြတ်ပြီးဆောက်ရင်လည်းရတယ်လို့ပဲကျွန်တော်တို့ကပြောပါတယ်။ပြီးရင်ခံနိုင်ရရှိသေးတဲ့အတွက်ပြန်ဆောက်မယ်ဆိုရင် လက်ရှိရှိတဲ့သရုပ်ဓာတ်ရဲ့ကြံခင်းကိုထပ်ပြီးတော့ strengthening လုပ်ပြီးတော့မှနောက်ထပ်အသေးဆောက်ဖို့လုပ်တယ်။အဲ့လောက်ဆောက်တဲ့ကောင်လည်းဥထာကြီးပြောလို့ပဲဟာလား fire protection တွေအတွက်အများကြီးလုပ်ဖို့လုပ်မယ်။နော်ပြီးရင် earthquake အတွက်လည်းထပ်စဉ်းစားဖို့လုပ်မယ်ဆိုတော့အချက်လက်တွေလည်းတို့ပါသေးတယ်။ မိသိမင်္ဂလာဆေးဆောင်ကို1998ခုနှစ်ကစတင်တည်ဆောက်ခဲ့ပြီး2010မေလတုန်းကတကြိမ်အခု2016ဇန်နဝါရီ9ရက်ကတကြိမ်စုစုပေါင်း2ကြိမ်တိုင်တိုင်မီးဘေးဒဏ်ခံခဲ့ရတဲ့အဆောက်အုံဖြစ်ပါတယ်ဈေးသူဈေးသားတွေအနေနဲ့လည်းမိဘစဉ်ဈေးကြီးကိုအစ်စ်ပြန်စောက်စီခြင်းသူတွေရှိတယ်လို့အချိန်တိုအတွင်းပြန်လည်ပြင်ဆင်ခြင်းသူတွေလည်းရှိနေကြပါတယ်ကျွန်တော်ကဇေယျချမ်းကြီးပါ